ဖះကောင်းတယ်လို့မင်းတို့သူများလာပြောမယ်ဟုတ်ပြီနော်အဲ့ဒီလူတယောက်ကောင်းတယ်လို့သူများလာပြောဒါပေမဲ့ကောင်းတယ်လို့ပြောတိုင်းယုံရင်တခုခုဖြစ်ရင်မိခတ်အာဒီเจ้าကကောင်းတယ်ကွာဒီတင်တန်းကကောင်းတယ်ကွာအာဒီဆရာကတော့ကောင်းတယ်ကွာဒါပေမဲ့စံစာမှာထည့်ရေးထားတာဖះကောင်းတယ်လို့ပြောရင်တော့ကောင်းတယ်လို့ပြောရင်တော့ကြားပြီးတော့မှ သူများပြောလို့တိတဲ့အတိမဟုတ်ဘူးကိုယ်တိုင်ညီဆန်းပြီးတိတဲ့အတိကမင်္ဂလာရှိတယ် ။အဲဆိုရှင်ပြောတိုင်းယုံမလားမြည်ပြီးမှသိမလား။ပြောတိုင်းယုံမလားမြည်ပြီးမှသိမလား။မြည်ပြီးမှသိ။တခုခုရောင်းမယ်ဝယ်မယ်တေချာကိုယ်တိုင်းစစ်စစ်။တခုခုပေါင်းမယ်တင်းမယ်။ဟုတ်ပြီနော်။သူများပြောတယ်။သူကတော့ကောင်းတယ်။ရုပ်ဆွာဆုံးအိမ်တော်ရေးမှအစလူမှုရေးအကုန်အရေးအဆုံးပါတယ်။ဖျားကိုတော့မြည်ပြီးမှသိပါလို့ကျန်းစာကပြောပြီးနေပြီမယ်။လူဆိုလို့ရှင်တော့ယုံမနေနဲ့တော့။ရှင်းလား။ရှင်းလား။အခုပြောနေတာထာဝရဘုရားကိုပြောတာနော်ထာဝရဘုရားကောင်းတယ်လို့ပြောရင်အကုန်လုံးက လောကမီးတည်ဘာကြောင့်လဲဖះရလေမကောင်းတဲ့ဖះရှိလို့လားဟမ်မဟုတ်မြေအရင်မီးပြီးမှတည်ကောင်းတယ်လို့သူများပြောတိုင်းမင်းယုံတာလည်းငါလက်မခံအဲ့ဆိုရှင်ငါတို့စစ်တော့ကိုမင်းတို့ဖះကောင်းလားလို့မေးကောင်းတယ်လို့ဖြေတယ်မလားဘာလို့ကောင်းတယ်လို့ဖြေတာမဟုတ်လေဆရာတွေလည်းဟောတာ ပြောစမ်းပါဦးမင်းဘာတွေမြည်ထားတယ်အမားအမှန်ကိုသူများပြောမှတိနေသည်မင်းအန်ရဲထဲမှာပဲရှိတာအဲ့တော့မင်းတို့လေးစားတဲ့ဆရာကမှားတယ်လို့ပြောရင်မင်းတို့အကုန်လိုက်မှားတော့မယ်မင်းတို့လေးစားတဲ့ဆရာကမှန်တယ်လို့ပြောရင်မင်းတို့အကုန်လိုက်မှန်တော့မယ်ဘာကြောင့်လဲမင်းတို့ကသူများပြောတာကိုပဲတိမှတ်တာကိုယ်တိုင်ညီဆန်းထားတာမဟုတ်အမားမှန်ဆိုတာသူများပြောမှတိရတာမဟုတ်ဘူးမင်းကိုယ်တိုင်စူးစမ်းပြီးတိရတဲ့အရာမျိုးဖြစ်တယ်